အားလုံးပဲမင်္ဂလာပါရှင်။ကျွန်မအခုပြပြခြင်းနဲ့ကျမ်းမာရေးနဲ့ပတ်သက်တဲ့ဘဝတူတာလေးရတော့နှမ်းစီစားသုံးခြင်းကြောင့်မို့လို့ရရှိမဲ့ကျမ်းမာရေးအကျိုးကျေးဇူးလေးပဲဖြစ်ပါတယ်။ဆိုတော့ကျွန်မတို့တွေရဲ့အိမ်တိုင်းမှာဟင်းချက်ဖို့အတွက်မြေပဲစီတို့စားသုံးစီတို့ပေါ့နော်သုံးကြတယ်။နှမ်းစီကဆေးဘက်ဝင်နေဆိုတာကိုလူတော်တော်များများသိတယ်ဆိုပေမဲ့သူ့ရဲ့ခါတက်တက်အရသာကြောင့်မို့လို့ဟင်းချက်ဖို့တက်ဟင်းခက်အမွှေးကြိုင်တစ်ခုလိုပဲသုံးကြတာများပါတယ်။ အခုကတော့ဟင်းခတ်အမွေးကြိုင်ဖြစ်အတုတ်တီထဲမှာထည့်လေးရှိရဲ့နှမ်းစီကအစမ်းမကြီးအတွက်ဘလို့အထောက်အကူပြုလဲဆိုတာကိုပြောပြပြီးမှာပဲဖြစ်ပါတယ်။ဆိုတော့ဟင်းချက်ဖို့တန်ဟင်းခတ်အမွေးကြိုင်အနေနဲ့အသုံးများကြတဲ့နှမ်းစီလေးကနှလုံးရဲ့အစမ်းမကြီးကိုအထောက်အကူပြုပါတယ်။နှမ်းစီမှာတခြားသောဟင်းခက်စီထက်ပေါ့နော်ပြေဝစီပါဝင်မှုနည်းပါတယ်ဆိုတော့ဒီလိုမျိုးပြေဝစီပါဝင်မှုနည်းတာကကျန်းမာရေးကိုအထောက်အကူပြုပေးတာအရင်ကောင်းပါတယ် အကြောင်းကတော့ပြေးဝစီများတဲ့အစားအစာတွေစားရတယ်ဆိုလို့ရှိရင်စားတဲ့သူတွေစားသုံးသူတွေကနှလုံးကျန်းမာရေးကိုထိခိုက်စေတယ်လို့မျိုးကျန်းမာရေးအတွက်ဘေးရွက်ဆူကျိုးတွေများလို့ပဲဖြစ်ပါတယ်။ဆိုတော့နှမ်းစီမှာပါဝင်နေပေါ့နော်။ဒီ fatty acid ကကြွယ်ဝမှုရဲ့ပေါ့နော်။ဒီသွေးရင်းအဆီကိုနည်းပြီးတော့နှလုံးကျန်းမာစေဖို့အတွက်အကောင်းဆုံးအထောက်ပံ့ပေးနိုင်တဲ့ fatty acid တမျိုးပဲဖြစ်ပါတယ်။နောက် liver နာတာတွေအစ်ရောက်နာတွေကိုလည်းတတ်တာစီပါတယ်။နှမ်းစိလေးတွေကတိတိလေးဆိုပေမဲ့ vitamin နဲ့သတ္တုဓာတ်တွေအများကြီးပါဝင်နေတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ ဆိုတော့နောက်တစ်ခုပေါ့နော်ဓာတ်တိုးဆန့်ကျင်အာနီတင်လဲဒီနှမ်းစီလေးမှာကျွဲဝပါတယ်။နောက်သွေးပောင်ကိုလည်းထိမ့်ညှိပေးနိုင်တဲ့အစွမ်းရှိတယ်။အဲဓာတ်တိုးဆန့်ကျင်အာနီတင်ကျွဲဝတဲ့နှမ်းစီကိုပုံမှန်စားသုံးပေးမယ်ဆိုလို့ရှိရင်သွေးတို့တက်တာစေနိုင်တယ်လို့မျိုးသွေးတို့ရောဂါမရှိတဲ့သူတွေမှာလည်းရောဂါမဖြစ်အောင်လို့ကာကွယ်ပေးနိုင်ပါတယ်။နောက်သွေးပောင်ကျင်ကိုထိမ့်ညှိပေးပြီးတော့သွေးတို့ကြောင့်မလို့နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေမဖြစ်စေဖို့အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။ နောက်တစ်ခုကတော့အသားအရည်ကိုကျန်းမာစေပါတယ်။နှမ်းစီကရောင်ရမ်းမှုကိုတတ်တာစေတိုင်းတယ်လို့မျိုးဗက်တီးရီးယားတွေကိုလည်းအထူးရောက်ဆုံးတိုက်ဖြတ်မှုကိုပေးနိုင်ပါတယ်။အဲခန္ဓာကိုယ်အသားအရည်လှပခြင်းတဲ့သူတွေနှမ်းစီကိုစားပေးလို့ရရပေါ့နော်။အရည်ပြားကိုလည်းအဆိုဓာတ်ကိုထိန်းပေးတယ်လို့မျိုး cell အသစ်တွေဖြစ်ပေါ်ဖို့လည်းအားဖြည့်ပေးပါတယ်။နောက်အရွယ်တင်နှုတ်ပြိုစီပြီးတော့ဗက်တီးရီးယားကြောင့်ဖြစ်နိုင်တဲ့အရည်ပြားပြဿနာတွေကိုတတ်တာစေပါတယ်။ ဒီကိုယ့်ရဲ့အရေးပြားကိုနှမ်းစီကိုလိမ့်ပြီးတော့နှိမ့်နေပေးတာကလည်းနှွေးထွေးစီပြီးတော့ညဘက်မှာကောင်းကောင်းအိပ်ပျော်စီနိုင်တဲ့အစွမ်းပေးပါတယ်။နောက်စိတ်ဖိစီးမှုကိုလျော့ပါစေရပေါ့နော်။ဒီနှမ်းစီမှာပါဝင်တဲ့အမိုင်နိုအက်ဆစ်ကစိတ်ဖိစီးမှုကိုလျော့ပါစေပြီးတော့စိတ်ခံစားမှုကောင်းမွန်ဖို့အားဖြည့်ပေးပါတယ်။နှမ်းစီကိုစားသုံးပေးတာကစိတ်ခံစားမှုအပေါ်ဓာတ်ရိုက်တက်ရောက်တဲ့ဟော်မုန်းထွက်ရှိမှုကိုအထောက်အကူလည်းပေးတယ်။နောက်တစ်ခုကတွင်ကျန်းမာစေရပေါ့နော်။နှမ်းစီကကတွင်ထဲမှာရှိတဲ့ဗက်တီးရီးယားတွေကိုအထူးအောက်ဆုံးတိုက်ဖြတ်ပေးပြီး တော့ဒီသွားရီမှာရှိတဲ့ဂျီးကြီးကိုဖယ်ရှားပေးပါတယ်ဒါရင်မကပါဘူးနှမ်းစီကိုမနှက်စောစောမှာလက်ဖက်ရည်စုံတစုံတောက်သုံးပေးမယ်ဆိုရင် ခန္ဓာကိုယ်တွင်းရအစိတ်အတောက်တွေကိုဖယ်ရှားပေးနိုင်တဲ့အထိအရန်ကိုအထိရောက်ဆုံးနီလန်တစ်မျိုးဖြစ်ပါတယ်ဆိုတော့ကျွန်မအခုပြောခဲ့တဲ့ဒီအကြောင်းအရာလေးတွေရပါတော့အားလုံးကျွန်မတို့အိမ်ဒီမှာချက်တဲ့ စီရီပေါ့နော်ပဲစီတို့ပါတို့အစားနှမ်းစီကိုပြောင်းပြီးတော့သုံးပေးမယ်နောက်ဆုံးနှမ်းစီကိုမသုံးပေးနိုင်တော့မှခုနပြောသလိုနှမ်းစီကိုလက်ဖက်ရည်စွန်းလေးတသေးလေးပေါ့နော်တစွန်းစာလောက်နေတိုင်းတောက်ပေးမယ်ဆိုလို့ရှိရင်ရရှိနိုင်မယ့်ကျန်းမာရေးအတွက်အထောက်အကူပြုမှုတွေကိုပြပြပေးခဲ့တာပဲဖြစ်ပါတယ်နောက်ဒီလိုမျိုးကျန်းမာရေးနဲ့ပတ်သက်တဲ့ဘုံသူတလေးကိုသိချင်တယ်ဆိုလို့ရှိရင်ကျမရဲ့ဒီ channel လေးကို follow လုပ်ခဲ့ပေးဖို့ပြောချင်ပါတယ်ရှင်အားလုံးကျေးဇူးအများကြီးတင်ပါတယ်